ာရေးဆရာကြီးဒူဝင်ရဲ့ကိုတင်ချိုင်းတန်တာအီစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်။အပိုင်း39တီတီပြက်မွန်ဒီနေကေတရာပြောဆိုသည့်စကားများကိုမကြားသည့်အမူအရာဖြင့်နေကေတရာကို ပြန်မကြည့်ပဲနေကေတရာထံမှရရှိသည့်စာလွှာကိုတကြောင်ချင်းစစ်ဆက်သေးချစွာလေ့လာနေသည်ကို တွေ့ရှိရပေသည်။ ဖြစ်နိုင်တဲ့နည်းနဲ့အမြန်ဆုံးရှင်းလင်းပြရမယ်ဆိုပါလားတိတိပြိုက်ပွန်သည်ဆာလာရင်ပါရှိသည့်ညွှန်ကြားချက်ကိုဒုတိယကျင်းဖတ်ပြရင်တယောက်တည်းမှတ်ချက်ချလိုက်လေသည်ကဲလေဒီဆာလာမှာပါရှိတဲ့ဆွတ်ဆွဲချက်တွေနဲ့ပတ်သက်ပြီးရှင်းပေါ်မှာအပြစ်မရှိကြောင်းစင်ကြီးစင်လယ်လေးပြေးဆက်မအောင်နေကင်တရာကငော့လိုက်ပြန်သည်တိတိပြိုက်ပွန်မှမူအစုံတရာပြန်မပြောပဲဆာလာကိုသာအာယုံဆိုင်လျက်ရှိနေပေသည်ဗါလေဆာလာမှာပါရှိတဲ့ဆွတ်ဆွဲချက်တွေကို ပြေးလဲအောင်မချေပနိုင်တော့ဘူးလားနေကေတရာကတေးတီးပြက်ကွန်အားမခက်ချိမကန်တာဖြစ်သွားအောင်ပြောလိုက်ပြန်သည်ချေပစရာမလိုပါဘူးအချေပနိုင်မှုဆိုလဲဝန်ခံလိုက်ပေါ့ဝန်ခံစရာလည်းမလိုပါဘူးအပြည့်ရှာလို့တော့သူထံမှာစင်ကြယ်စင်လက်ပေးချင်းသည်အကျိုးမရှိဆိုတဲ့စကားပုံရှိရမဟုတ်လားစင်ကြယ်လက်နေလဲလေကုံယုံမဲရှိမှာပေါ့ကျုပ်ပေါ်မှာပြည့်ရှိတယ်လို့နှင်းကေတရာက ချုပ်တင်ပြီးဆုံးဖြတ်ပေးထားပြီဖြစ်တဲ့အတွက်ကျုပ်ဘာမှမပြောချင်တော့ဘူး။ဒါမဲ့ကျုပ်ကို ဖြစ်နိုင်တဲ့နည်းနဲ့အမြန်ဆုံးရှင်းလင်းပြရမယ်ဆိုတဲ့ညွှန်ကြားချက်နဲ့ပတ်သက်ပြီးပြောစရာစကားတစ်ခုနှစ်ခုရှိတယ်။ဖြစ်နိုင်တဲ့နည်းနဲ့ရှင်းလင်းပြရမယ်ဆိုတော့အစိတ်ကြွေးပြီးရှင်းလင်းပြရင်လည်းဖြစ်နိုင်တယ်။အလစ်မှနောက်ကျောကိုဓာတ်နဲ့ထိုးပြီးရှင်းလင်းတုပ်တင်ပြရင်လည်းဖြစ်နိုင်တယ်။ဒါမှမဟုတ်လူရှင်းတဲ့နေရာကိုဖျားယောင်းသွေးဆောင်ပြီးဒူးလေးနဲ့ပြတ်တန့်ရင်လည်းလက်တယ်မပေါ်ပဲကိစ္စတုံးနိုင်တာပဲ။ ဒူးလေးနဲ့ပြစ်တက်ဖို့ကိုတော့တစ်ချိန်စ조사ခဲ့ပြီးပြီးဒါမဲ့ကုသိုလ်ကံကောင်းထောက်မှလို့အခုချိန်ထိမသိသေးဘူးဘယ်နဲ့လဲကျုပ်ပြောတာမမှန်ဘူးလားတိရိပြက်ကွန်ကနှင်းကေတရာရဲ့အမှုရာကိုအကဲခတ်လို့ရေးပြန်ပြောလိုက်ရာနှင်းကေတရာမှာမခင်မရဲ့နိုင်အောင်ဖြစ်သွားပေသည်ဘာလဲရှင်ကိုချောင်းမြောင်ပြီးတက်ဖြတ်ဖို့လေဒီတော်တွေကိုတခင်မကဖျံယောင်သွေးဆောင်ပြီးခေါ်လာတယ်လို့ဆွဆွဲတာလားရှင်စော်ကားလိုက်လားတခင်မပုံမှန်တလောက်တောင်အထင်သေးသလားမတော်မတရားဆွဆွဲတာကောင်းလား နင့်ကေဒရာကိုဆွဆွဲတာမဟုတ်ဘူးနင့်ကေဒရာတလောင်ရက်ဆက်ရုံမှလိမ့်မယ်လို့လည်းမထင်ဘူးဒါပေမဲ့ထန်းသီးကြွေခိုက်တင်းတင်းခိုက်ဆိုသလိုဖြစ်နေတာကိုတော့နင့်ကေဒရာဝန်ခံရလိမ့်မယ်ဒါကိုအသာထားပြီးကျုပ်ကိုဒူးလင်းနဲ့ပြစ်တက်ဖို့စ조사ခဲ့တာကအချိန်တော့မှအမြင်မဲနဲ့လွဲသွားခဲ့ရပြီဒါပေမဲ့နောက်တစ်ချိန်ထပ်မစ조사ဘူးလို့ဘယ်သူမှမပြောနိုင်ဘူးမဖြစ်ဖြစ်နိုင်တဲ့နည်းနဲ့ရှင်းပြရမယ်ဆိုတော့အစိတ်ကြွေးတတ်မလားအလစ်မှနောက်ကျိုးကိုဓာတ်နဲ့ထိုးတတ်မလား တနည်းနည်းနဲ့တော့တေချောင်းကျန်မှာပဲဒါပေမဲ့အဲကျုပ်ကိစ္စတာဝန်နေမပြည့်ပြတ်သေးခင်ကျုပ်အသေးမခံနိုင်သေးဘူးမသေးအောင်တော့ကြမ်းဖန်ပြီးနေသွားမှာပဲတီတီပြတ်ကွန်ကပြန်ပြောလိုက်လေသည်မသေးချင်သေးဘူးဆိုရင်စောင်းတို့မြို့မှာကြာကြာမနေဘဲနဲ့တော်ရကိုတင်းဆောင်သွားပါတော့လားဒီနေ့ပဲဆိုင်ရင်တော်ကနေရှင်ထွက်သွားရင်ကောင်းလိမ့်မယ်ထင်တယ်နင့်ကေတရာကသတိပေးတယ်လို့လို့နင်းထုတ်နေပေသည်ကျုပ်ထွက်သွားတာကအေးမကြီးဘူး ကြောက်မရှိရင်နင့်ကေတရာတို့မောင်နှမဘလို့ဖြစ်ဆိုမျိုးနဲ့ကြုံတွေ့ရမယ်ဆိုတာပါထက်သင်စဉ်းစားအောင်မပေါ့ဟိုးဒါရီတခင်မမကြားချင်ဘူးတခင်မသိချင်တာကဒီစာလွှာထဲမှာပါတဲ့ဆွတ်ဆွဲချက်တွေနဲ့ပတ်သက်ပြီးအဖြစ်မဲ့ကိုသိချင်တယ်ရှင့်ရဲ့သဘောထားအမှန်ကိုသိချင်တယ်ဒါမှသာရှင်ရတခင်မတို့ရဲ့မိတ်ဆွေလားရန်သူလားဆိုတာသိနိုင်မယ်မဟုတ်လားရှင်းမသိဘူးလေဘာကိစ္စလဲဘာကိစ္စနဲ့တခင်မတို့စီကိုရောက်ရှိလာတာလဲဒါတွေကိုတခင်မမှန်မှန်ကန်ကန်သိချင်တယ် အကျုပ်ဘာကောင်လဲဆိုတာဘယ်လိုလုပ်ပြီးပြောရမှာလဲကျုပ်လုံနေတဲ့အလုပ်တွေကကျုပ်ကိုကျိုးအတွက်လုပ်နေတာမဟုတ်ဘူးအများရဲ့အကျိုးနိုင်ငံတော်ရဲ့အကျိုးအတွက်အသက်ပေးပြီးမိုက်မဲ့ကံကံလုပ်နေတဲ့တတ္တဝါတစ်ကောင်မှာနင့်ကေတရာစီကိုကျုပ်ရောက်လာတဲ့အကြောင်းရင်းကလည်းဘီမာကြီးကိုလှုပ်ကြံဖို့အကျန်စီကိုဖျက်ဆီးချေမုံပြီးဘီမာကြီးရဲ့အသက်ကိုစောင့်ရှောက်ကာကွယ်ဖို့နဲ့မျိုးစားလေးပညာအင်ကိုဖျက်ဆီးရဖျက်ဆီးကြောင်းကြံစီနေုံသာမကအလင့်မှာချောင်မြောင်တက်ဖြတ်ဖို့ကြံစီနေတဲ့အတွင်းရန်သူတွေရဲ့လက်တွင်းကနေကဲတင်ဖို့ရောက်လာခဲ့တာ။ တီတီပြတ်ကွန်ကတည်ငြိမ်သည့်အိန္ဒီအဖြစ်ပြန်ပြောလာရာနင့်ကေတရာမှာမျက်လုံးပြူးသွားပေသည်မောင်တော်ဗညာအိမ်ကိုတီချောင်းချမ်းနေတယ်ဟုတ်လားဘလို့တိပြီးပြောတာလဲတခင်မကိုထိတ်လန့်တုံလုံးအောင်တမင်၆လန့်နေတာလား၆လန့်နေတော့မဟုတ်ဘူးနင့်ကေတရာရဲ့ခမဲတော်ကြီးကလည်းရန်သူမျှချက်နဲ့နှက်ရွာဆန်းခဲ့ရသလိုမောင်တော်မျိုးစားလေးဗညာအိမ်ကိုလည်းလောက်ကျန်တက်ပြတ်ဖို့ကြမ်းစီအားထုတ်နေတာကိုတက်အပ်သေးချာတိလို့ပြောနေတာပါ ခမဲတော်နတ်ရွာဆန်တော်မူခဲ့ရတာကရန်သူလက်ချက်ကြောင့်မဟုတ်ဘူးတော်ကစားထွက်ရင်းနဲ့မတော်တဆပြန်မှန်ပြီးအနှိမ့်ဆရောက်ခဲ့ရတာမဟုတ်လားမဟုတ်ပါဘူးဒါတမင်တက်တဲ့၆မြောင်ပြစ်ခတ်ပြီးဒီကြောင်ကြံစီခဲ့တာဒါကိုနှိကေတရာမသိဘူးဆိုရင်မဲ့နှိကေတရာရဲ့အကြီးတော်ဖရာသီရိမာလာထိတ်ထားတခင်မကြီးကောင်းကောင်းကြီးသိတယ်ကျွန်တော်ပြောတာမယုံရင်သီရိမာလာတခင်မထိတ်ထားကိုမေ့ကြည့်နတ်ရွာဆန်မြို့သားကြီးလောက်ကြံခံခဲ့ရတယ်လို့ ယူစားလေးပညာအိမ်ကိုအလစ်မှာခြောက်မြောင်းပြီးလှုပ်ကြံတက်ပြတ်ဖို့ကြံစည်နေတာလည်းအမှန်ပါဒါကိုသိလို့မျိုးစားလေးပညာအိမ်ကိုမျက်ခြေပြတ်မခံမင်းစောက်ရှောက်နေရတာပါမျိုးစားလေးပညာအိမ်တက်ဆိုးရှိတာကိုမြင်ကျင်ရင်ကြုတ်လှုပ်နေတဲ့အလုပ်ကိုအနောက်ရှက်အဟန်တားဖြစ်အောင်မလုပ်ပါနဲ့ကြုတ်ကိုမကူညီခြင်းနဲ့အနောက်ရှက်တော့မပေးနဲ့ဟုတ်လားဒါကိုတော့တောင်းပန်ပြစေတီတီပြက်ကွန်က ရှင်းပြလာရနှင်းကေတရာမှာမောင်တော်ပညာအိမ်ပေါ်ရင်အသက်နှစ်ထက်တူချစ်မြတ်နိုးတော်မူသည်ဖြင့် မောင်တော့အတွက်စိုးရင်ကြီးစိုးရင်သွားတော်မူလေသည် ရှင်ပြောတဲ့အတိုင်းသာမှန်ရှင့်ကိုအနောက်ဆက်ပေးဖို့ဝီလိုတက်နိုင်သည်များအကူကြီးပေးဖို့တောင်တင့်ရှိပါတယ်ဒါပေမဲ့မင်းကြီးတက်တော်ရှင်ရဲ့တရှိုးဖြစ်ချောင်းကိုရှင်ကဝန်ခံထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ရှင်ပြောတဲ့စကားကိုသခင်မဘလို့လို့ယူရမှာလဲရှင်ပေါ်မှာစိတ်ချယုံကြည်လောက်တက်သေးထောက်ထားပြနိုင်ရင်တော့အစွမ်းကုန်ကူညီဖို့အသင့်ရှိတယ်။သခင်မပေါ်မှာတော့စိတ်ချစွာပြင်ဟုတ်တိုင်းမှန်ရာဖွင့်ပြောစမ်းပါလေ လင်းယူရာတိတ်နဲ့ပပြားပင်လိုစိတ်ပြောင်းလဲမြန်နဲ့နှင်းကေတရာကိုဘလို့လုတ်ပြီးယုံကြည်စိတ်ချလို့ဖြစ်နိုင်မှာလဲစိတ်နေရင့်ကျက်တဲ့နှင်းကေတရာရဲ့အီးပြာသီရိမာလာထိတ်ထားကိုတော့ပြောတဲ့သမျှတည်တဲ့သမျှအားလုံးပြောထားပြီးပြီးအီးပြာလုံးဝအောက်တုံတည်တယ်နှင်းကေတရာတည်ခြင်းအီးပြာကိုမေးကြည့်တခင်မဟုတ်ထားလောက်တော့အထင်သေးသလားတခင်မအီးပြာလောက်တော့စိတ်ခိုင်ပါတယ်စိတ်ခိုင်နေဆိုရင်မဲ့ကျောက်ကိုရီးရတော့အပြောင်းလဲဖြစ်နေတာကိုသာတွေ့ရတာပဲ ဒါတော့ရှင်တက်တဲ့တခင်မောက်စော်ကားတာစော်ကားတာမဟုတ်ပါဘူးအဆွေခင်မွန်ကောင်းပီတာစွာနဲ့ကျုပ်ရဲ့အမြင်ကိုပွင့်ဝဲလင်းလင်းထုတ်ဖော်ခြင်းသာဖြစ်တယ်နင်ကေတရာဟာအီးဖျားလောက်သာစိတ်သက်ကြန့်ခိုင်မယ်ဆိုရင်ခုလိုပြက်တနာမျိုးပေါ်ပေါက်လာမှာမဟုတ်ဘူးတိတိပြက်ကွန်ကအလျှော့မပေးပဲပြန်လဲချိပါလိုက်သည်တော်တော်တော်ဒီစကားဒီမာရင်ရဲ့အဆွေခင်မိုးကဟုတ်တယ်ဆိုရင်တခင်မပေါ်မှာယုံကြည်စိတ်ချစွာဖြင့်ပြောစရာရှိတာကိုတော့ပွက်ပွင်လင်းလင်းပျော်ပီတိုင်တိုင်မင်းမင်းအလုပ်လုပ်ဖို့ကောင်းနေမဟုတ်လား ရှင့်လောက်ပုံကိုင်ပုံကြည့်ရတာလျှို့ဝှက်တဲ့အကြံစီတစ်ခုခုရှိနေသလိုပဲရိုးသားတဲ့စိတ်နဲ့သာဆိုရင်လျှို့ဝှက်ဆွေးနွေးကန်တဲ့ကိုညစ်တဲ့တကောင်လူကြီးတိတ်ဆိတ်တဲ့ညအချိန်မှာတိတ်တဆိတ်နဲ့ခိုးကြံခိုးဝဲလာပြီးကြည့်ကြမလို့ဘူးတခင်မကောင်မပြောချင်တောင်မှမောင်တော်ပညာအိမ်ကိုပြောပြီးချိန်မွေးဝင်ရောက်ကြည့်ရှုလို့ရနိုင်ပါရဲ့သားနဲ့တခုချင်းတခုချင်းကြံတာရှင်ဒါကောင်းလားဒါကအကြောင်းရှိပါတယ်အထောက်ထားပါတော့တခင်မစီကိုပထမဦးစွာရောက်ရှိလာတော့ကတော့သူတပားရဲ့ကျွေးမိကိုမဆက်နိုင်လို့ ထောင်သွင်းချင်းချခြင်းခံထားရတဲ့အညာတရာစစ်တီတော်ဖြစ်နေသခင်မကိုလှည့်စားခဲ့တယ်မဟုတ်လားပြီးတော့လဲဘာမစိုးလောက်ရဲတဲ့မယူရဲ့ကျေးစားစစ်တီတော်ဟန်တောင်မှဆောင်ပြီးတော့သခင်မကိုအယုံသွင်းခဲ့တယ်မဟုတ်လားပြီးတော့ရှင်ကိုယ်တိုင်ဖွင့်နှက်ရေးသားခဲ့တဲ့မေတ္တာဝတ်ကြပြားတွေကိုလည်းမုန်းအောင်မောင်ဘုရားကိုရေးဆက်တီကုံပေးတဲ့လင်္ကာဖြစ်နေသခင်မကိုလိန်လယ်ပြီးတော့မှလှည့်စားပြီးဆက်သားစေခဲ့တယ်မဟုတ်လားဒါရရှင်ညင်းမလားမညင်းပါဘူးမင်းရင်ယုံနေမကဘူးနှင်းငေတရာရဲ့ဆွတ်ဆွဲချက်တွေမှန်ကန်ကြောင်းဝန်ခံဖို့ အသင့်ရှိတယ်ဒါမဲ့အခုလိုလက်စားခဲ့ရတာအကြောင်းရှိတယ်ကျုပ်ရဲ့အကျိုးအတွက်နဲ့လက်စားခဲ့ရတာမဟုတ်ဘူးဘီမာကြီးရဲ့အသက်အန္တရာယ်ကိုကာကွယ်ဖို့နဲ့နင့်ကေတရာတို့မောင်နှမကိုပြက်စီရပြက်စီကြောင့်ကြံစီနေတဲ့လူတွေရဲ့လက်တွင်းကနေကယ်ဆယ်နိုင်ရတဲ့အခုလိုလက်စားခဲ့ရတာပဲစကားတက်တိုင်းလက်ပြောနေပါနဲ့လက်ပတ်ပြောနေပါနဲ့တခင်မစီကိုရှင်ရောက်လာတဲ့အချိန်ကစပြီးတခင်မကိုရှင်နီးမျိုးမျိုးနဲ့လှည့်စားနေတာဒီလိုလူတယောက်ပေါ်ကိုတခင်မဘယ်လိုလုပ်ပြီးယုံကြည်စိတ်ချနိုင်မှာလဲ ။ရှင်ပေါ်မှာတန်တရားဝင်နေတာသခင်မအပြစ်လား။ရှင်ဟာမင်းကြီးတက်တော်ရှင်ဆေးလွတ်လိုက်တဲ့တရှုံမကူမှသိတယ်။ဒါကိုရှင်ဖုံးနိုင်သမျှဖုံးအုပ်ထားတယ်မဟုတ်လား။ရှင်ရဲ့မတင်ငါစရာပြုတ်မှုတွေကြောင့်ရှင်ပေါ်မှာသခင်မဘလို့လုပ်ပြီးယုံကြည်စိတ်ချနိုင်မှာလဲ။ရှင်ပေါ်မှာတခင်မစိတ်ချယုံကြည်လာအောင်လက်တွေလှုပ်ပြစမ်းပါရှင်ဟာတခင်မတို့မောင်နှမပေါ်မှာတကယ်အကျိုးလိုလားလို့ဆွေခင်မွန်ကောင်းတယောက်ဖြစ်တယ်ဆိုတာကိုတခင်မယုံကြည်စိတ်ချလာအောင်တတ်တည်ထောက်ထားခိုင်ခိုင်လုံလုံး ြဆန်းမှာ ရှင့်အပေါ်မှာယုံကြည်စိတ်ချပြီဆိုရင်သခင်မစွမ်းကုန်ကူညီဖို့အသင့်မယ်မကူညီခြင်းနေပါအနောက်ရှမ်းမပင်ရင်ကိုကျင်းက်ပြီးဒီမှာနှင်းကေသရာအချင်းကိုအလဟတဖြုံတိမနေဆန်းမှာနဲ့ဒီညကျုပ်အရေးကြီးတဲ့အလုပ်လုပ်ရရှိသေးတယ်အချင်းကလည်းတရွတ်ရွတ်နဲ့ဂုံမဲမသိဂုံသွားပြီးဇကနိုင်လူနေစရာအချင်းမဟုတ်ဘူးလာသွားကြမယ်တီတီပြက်ကွန်ကပြောပြောဆိုဆိုမိတို့ကိုယူပြီးနင့်ကေတရာအာမိအောင်ဖြင့်လမ်းပြကား မြို့ဝတ်တကားကိုအတွင်းမှဖွင့်ပေးလိုက်လျာနိကေတရာမှမူထန်ရမမထဘဲတီတီပြက်ကွန်အားငေးဆိုင်ကြည့်နေပေသည်အဆွေခင်မုံကောင်းတယောက်ဖြစ်ကြောင်းတောင်တက်တီထောက်တောင်မပြတော့ဘူးလားတခင်မကစီရင်နာနဲ့လက်ကန်းတာကိုပဲချတယ်ပေါ့လေနိကေတရာကပြန်ပြောလိုက်လေသည်ဒီမဲခင်စောမဲအကျုပ်ပြောတာကိုနားထောင်စမ်းမအခြေတင်ပြောနေစရာအချိန်မရှိတော့ဘူးအိတ်ဖို့အချိန်တော်ပြီး မဲမင်းတို့မောင်နှမကိုအသက်ပေးပြီးစောင့်ရှောက်ကာကွယ်နေတဲ့အိမ်ဆောင်ခွေးကြီးတကောင်ရှိတယ်ဆိုတာကိုယုံကြည်စိတ်ချပြီးစိတ်ချလက်ချကလေးအိတ်ဆက်မှာဒါမဲ့အိယာမဝင်ခင်ရန်နာသုံးမနဲ့မိပါဆရာသမားကိုတော့ဥထိတ်ထားပြီးနေကေတရာတို့မောင်နှမကိုတမာဒီဝတ်နဲ့မြန်နဲ့ကောင်းတွေကစောင့်ရှောက်ပါစေသားလို့ဆုတောင်းမေတ္တာပို့သဖို့တော့မမေ့နဲ့အိမ်ဆောင်ခွေးနဲ့ဒူတန်ငမိုက်သားတီတီပြက်ကွန်အတွက်လည်းဆုမွန်ကောင်းတောင်းပေးဖို့မမေ့နဲ့ငမိုက်သားတီတီပြက်ကွန်ကသာရုတ်တရက်တင်ဆုံးသွားမယ်ဆိုရင် ခင်စောမယ်တို့မောင်နှမရဲ့ကံကြမ္မာဘလို့ဖန်တီးလာမယ်ဆိုတာတွေးတောင်မတွေးဝင်ဘူးငမိုက်သားတီတီပြက်ကွန်အပေါ်မှာယုံကြည်စိတ်ချသည်ဖြစ်စေတန်တရားဝင်းနေသည်ဖြစ်စေငမိုက်သားတီတီပြက်ကွန်မသေးပါစေနဲ့အုံလို့စုမုံကောင်းတောင်းမှုမမေ့နဲ့ငမိုက်သားတီတီပြက်ကွန်တည်တာနဲ့တပြိုင်နက်တည်းခင်စောမယ်တို့မောင်နှမတော့ဒုက္ခလှလှကြီးတွေ့မှာတေးကြတယ်ကဲအချိန်မရှိတော့ဘူးလောက်စရာလောက်တင်အများကြီးရှိသေးတယ်ဗျကဲသွားကြမယ်တီတီပြက်ကွန်ကတကားဖွင့်ပြထားရင်နှင်းကေတရာအားခေါ်လိုက်လေရာ နေခဲ့တရာသည်ခိတ္တမြတွေ့ဝင်နေရာမှာညောင်စားမွန်ပါထလာကတီရီပြတ်ကွန်တောင်မှထက်ချက်မကွာလိုက်ပါလာခဲ့ပေသည်တီတီပြက်ကွန်သည်နှင်းကေတရာအားအိတ်ခမ်းတို့အရောက်ပို့ပေးပြီးနောက်ပြည့်ဝဲဆွေးနွေးကန်၏အနေထားကိုစိစက်သေးချစွာလေ့လာရန်ဒုတိယကြိမ်ရောက်ရှိလာပြန်ပေသည်လေ့ဝဲခမ်းထဲသို့ရောက်ပြီးနောက်လေ့ဝဲတကားကိုအတွင်းမှပြန်ပိတ်လိုက်ပြီးလင်မိတို့ကိုထုံညီး၍မိတို့မှအလင်းရောင်ဖြင့် အခန်း၏အနေအထားကိုဆက်ဆက်သေးချာစွာလေ့လာကြည့်ရှုနေပေသည်လေဝက်ဆွေးနွေးကံမှာတော်တန်ကျဲဝန်းပေ၏အခန်း၏တစ်ဖက်တွင်တကားတစ်ချက်ကို တွေ့ရသဖြင့်ထိုတကားကိုဖွင့်ကြည့်လိုက်သောအခါမိအောက်သို့ဆင်းသည့်လေကားကို တွေ့ရပေသည်ထိုလေကားမှဆင်း၍လာခဲ့ပေရာလက်ရဘက်သို့သွားသည့်လိုင်းကိုတစ်ခုနှင့်ဝဲဘက်သို့သွားသည့်လိုင်းကိုတစ်ခုကို တွေ့ရပေသည်ရှေ့တဲတဲသို့မိအောင်ဖြင့်ကြည့်လိုက်သောအခါကျင်းမြောင်းသောမိအောင်ခန်းတစ်ခုကို တွေ့ရသည်ထိုမိအောင်ခန်းသို့မိတို့ကိုဂိုင်းပြီး တဖြည်းဖြည်းဝင်လာခဲ့ပေရာမကြမီတထောင်စစ်ချိုးတစ်ခုတို့ရရှိလာပေသည် ထိုနေရာသို့ရောက်သောအခါလေနူအေးတိုက်ခတ်လာသည်ကိုတွေ့ရပေသည်ထိုနေရာ၌အထက်သို့ပြန်တက်သည့်လေကားတစ်ခုကိုတွေ့ရသဖြင့်ထိုလေကားမှတစဉ်တတိနှင့်တရွေ့ရွေ့တက်လာခဲ့ပေရာမကြမီတစ်ပင်ခြုံတွင်များဖြင့်ပိတ်ဆို့နေသည့်လှိုင်ကူအဝကိုမြင်ရပေသည်ထိုလိုင်းကိုဥပမာကိုဝေမာကြီးဟုသမုတ်ခံနေရသောဒေါ်ဦးစာပြောသည့်လိုင်းကိုဥပမင်ဖြစ်ရမည်ဟုသီရိပြက်ကွန်က တွက်ကင်းချကာ မိတော်ကိုနှိမ့်တက်လာပြီးမှအမောင်ထဲတွင်ဆန်း၍လာခဲ့ပြီးရာ မကြမီ လိုင်ကူဝတို့ရောက်ခဲ့လေသည်ချုံနဲ့ပိတ်ပောင်းများဖြင့်ပိတ်ဆို့နေတော်လဲလူတယောက်ဝင်သားထွက်သားအောင်ရှင်းလင်းခုတ်ထွင်ထားသည်ကိုတွေ့ရသဖြင့်ထိုလိုင်ကူမှတဆင့်လျှို့ဝဲဆွေးနွေးခန်းထဲသို့ဝင်ထွက်သွားလာနေသူများရှိရမည်အကြောင်းကိုလည်းတက်အသေးချာပြောနိုင်ပေသည်လိုင်ကူဝတို့ရောက်တော်ကသီရိပြက်ကွန်သည်နှံရံကိုကတ်၍အတံပလန်များကိုနားထောင်နေပေသည် လေပြေလင်းကြီးတိုက်ခတ်တဲ့ဖြင့်တိရွယ်များရိုက်ခတ်တန်းနှင့်အတူတသွင်းသွင်းစီးနေသည့်ရေလိုက်တံများသည်ညှိဤတိတ်ဆိတ်ခြင်းကိုဖောက်ထွင်း၍ထွက်ပေါ်လာလေသည်တိရွယ်များရိုက်ခတ်တန်းနှင့် ရေတံလိုင်းတံများကိုအာယုံဆိုင်လျက်ရှိစဉ်တိရွယ်ချောင်းများပေါ်သို့နင်းလာသည့်ခြေတံများကိုကြားရောက်ပြီးနောက်လူနှစ်ယောက်လုံးလားထွေလာဖြစ်နေသည့်တံများကိုဆက်တ၍ကြားရလေတော့သည်ထို့ကြောင့်ဒေဒီပြက်ကွန်သည် ခါကြမှာဓမြကို ဆွဲထုတ်လိုက်ပြီးတင်းကျက်စွာဆုပ်ကင်ထားလိုက်လေသည်တိရိပြက်ကုန်သည်ခေတ္တမြငိမ့်သက်စွာနားဆင်နေရမှစောစောကအတန်ကြားရသည့်နေရာသို့ပေါ်ပါသည့်ခြေလမ်းများဖြင့်ခြေတမကြားရအောင်ခြေပြားထောက်၍လာခဲ့ပေသည်မိအောင်မရှိဘဲမှောင်ပဲနေသည့်ဖြင့်တိရိပြက်ကုန်သည်လက်ရဘက်လက်တွင်ဓမြကို တင်းကျက်စွာဆုပ်ကင်ထားပြီးလက်ဝဲဖက်လက်ဖြင့်ပိုင်ကူနှံရံကိုဆမ်းပြီးလာခဲ့စဉ်မိမိနီတူ ိုင်ကူကိုစမ်းပြီးဝင်လာသူတို့နဲ့ပတ်ပင်ပါတုံးမိသည်ဖြင့်ဖတ်ထားသောလက်တွင်ဆုပ်ကင်ထားသည့်တမောင်ဖြင့်ထိုသူအားချိန်ရွယ်ထားလိုက်လေသည်ထိုသူသည်တီရိပြက်ကွန်ဤတမောင်ကင်ထားသည့်လက်ကို ဆုပ်ကင်ပြီးလက်ထင်ပါတားကိုလူယူရန်ကြိုးစားလိုက်သည်အယောက်သားလုံးလာထွေလာဖြစ်နေကြရာမှာတီရိပြက်ကွန်ဤလက်မတမောင်ကိုလူယူရန်ကြိုးစားနေသူသည်တီရိပြက်ကွန်ဤလက်ကောက်ဘက်ကိုတံမဏိကဲ့သို့မာကြောသောလက်ဖြင့်တအားဆုပ်ကင်ထားရင်းရင်ဝကိုခြေဖြင့်ဆောက်ကန်လိုက်ရာ တီရီပြက်ကွန်မှာမိမိကိုမိမိမဟန်နိုင်ပဲနောက်သူဆိုင်လဲကျသွားပြီးတော့သည်လက်တွင်စုပ်ကင်ထားသောတမြောင်မှလည်းလွတ်ကျသွားပြီးသည်သွားပြန်ပြီးတရတီရီပြက်ကွန်အားခြေနှင်းဆောက်ကန်လိုက်သူသည်တီရီပြက်ကွန်လက်မှလွတ်ကျသွားသောတမြောင်ကိုခြေဖြင့်ကန်ပြင်းရင်းပါးစပ်မှရေချိုးလိုက်လေသည်ထိုသူ၏အတန်ကိုကြားလိုက်ရသည်နှင့်တပြိုင်နက်တည်းအတန်ရှင်မှဘုံမင်းပြက်စဖြစ်ကြောင်းအတန်ကိုကြက်မိသည်ဖြင့်တီရီပြက်ကွန်သည်ကြပြကြရထိုင်ရမှထလိုက်ဘုံမင်းပြက်စ သီတိပြတ်ကွန်ကအတန်ပြူလိုက်ဟမ်ပြတ်ကွန်မလားကံကောင်းလို့တီတီလေးလိုတော့တယ်ဘာဖြစ်လို့စောစောကအတန်မပြူတာလဲဘိုးမင်းပြတ်စာမန်းမှပြီပဲကိုဒီနေရာကိုဘိုးမင်းပြတ်စာဘယ်ပုံဘယ်နည်းနဲ့ရောက်လာတာလဲအငါဘာကြောင့်ဒီနေရာရောက်လာလဲဆိုရန်တော့မရှင်းပြမယ်ဒါတဲ့ပြုတ်ဝဲဆွေးနွေးကန်နဲ့မင်းဝင်ကြည့်ခဲ့ပြီလားဝင်ကြည့်ခဲ့ပြီပါဘီဒီနေရာကလျှို့ဝဲဆွေးနွေးကန်ရွယ်ထွက်ပေါက်တစ်ခုပဲ ဒီလိုင်ကူဝါကနေပြီးဝင်ရင်လွေဝက်ဆွေးနွေးခန်းထဲကိုရောက်နိုင်တယ်။ဒီဒီပြတ်ကုန်သည်လွေဝက်ဆွေးနွေးခန်းထဲသို့ဝင်ရောက်ကြည့်ရှုရာမှမြောက်ခန်းသို့ရောက်ခဲ့ပုံထို့မှတစဉ်လိုင်ကူဝါရှိရာသို့လာခဲ့စဉ်လိုင်ကူဝါအနည်းတွင်လူတန်ကြားသဖြင့်မိတို့ကိုချင်းသက်ပြီးလိုင်ကူဝါသို့ထွက်လာခဲ့ပုံကိုရှင်းပြလေသည်။ဒါထက်ဆောဆောကလူတယောက်ညင်းညူတဲ့အတန်လိုလိုကြားပါတယ်အဲ့ဒီလူဘယ်မှလဲ။ငါလက်ချက်နဲ့ဒဏ်ရာရပြီးဘယ်လစ်ပြင်းမှန်းမသိဘူး။ ဲ့ဒီလိုနောက်ငါလိုက်လာရင်နဲ့မင်းနဲ့ပတ်ပင်းမှာတိုးမိတာပဲဘယ်သူလဲဆိုတာမသိဘူးလားဘယ်သူပဲวะဆိုတာတော့မသိဘူးဒါပေမဲ့တရားရောက်နဲ့ချိန်ထားလို့ဒီနေရာကလာဆောင်နေတဲ့လူနဲ့တူတယ်ကွာဘယ်သူရဲ့သွားမှုလာမှုကိုမသိငါလို့ငါကလိုက်ချောင်းနေတာငါကိုမြင်တော့သူ့လက်ထဲကပါတဲ့ဓာတ်နဲ့ငါကိုပြန်ပြီးရံမှုမယ်လို့လို့သူ့လက်ထဲကဓာတ်ကိုငါရဲ့တနောက်နဲ့ရိုက်ချလိုက်ပြီးတော့အဲရဖန်စီဖို့အတွက်သူ့နောက်ကိုပြေးလိုက်လာမင်းနဲ့ဝင်တိုးမိတာပဲ။ ဒီလိုဆိုရင်တော့ဒီနားမှာပဲရှိလေအောင်မထင်နဲ့ဒီကကိုလက်ရဖန်စီစစ်ဆေးကြည့်လိုက်ရင်တော့ဘာကိစ္စဒီ ਉ လာတယ်ဆိုတာသိမှာပဲသူ့နောက်ချီရခံမိလိုက်ကြရရင်မကားမှုလားတိတိပြက်ကွန်ကအကြံပေးလိုက်လေသည်ထိုခိုက်တွင် အနီနာရှိဒေါ်ရန်စီမှာမြင့်ခွာတန်ကြားရသဖြင့်နှစ်ယောက်သားမောင်ရိပ်ကိုကွယ်ပြီးနားဆွင့်နေကြစဉ်ကြည်လင်ဆူးရှတော်လေးချုံတန်ကိုကြားရပြီးမဲမိန်တော်လာရအောက်သို့ထွက်လာတော်မြင့်တီတော်သူကိုတွေ့ရလေသည်ထိုခိုက်တွင်ပလွေတန်လိုလို့ လေကျွန်းတန်းလိုလိုကိုကြားရပြီးမြင့်တီတော်သည်လရအောင်တွင် မြင်းဆက်ကိုတက်ပြီးရက်လိုက်သည်ကိုတွေ့ရလေသည်ဟွန်းလက်ဆက်တတ်တော်မင်းသိတတ်ပါလားဘုံမင်းပြန်စသည်လရအောင်မှမြင့်တီတော်ကိုငေးကြည့်ရင်တိတိပြတ်ကွန်ကို လက်ကောက်၍လေးတန်ကလေးဖြင့်ပြောလိုက်လေသည်ညံ့တဲ့တကောင်ဘာကိစ္စဒီတရားလာရလဲတိတိပြတ်ကွန်ကလည်းလေးတန်ကလေးဖြင့်ပြန်ပြန်ပြောလိုက်ကောင်းတဲ့အကြံစီနဲ့တော့လာတာမဟုတ်နိုင်ဘူး ရုပ်မာတဲ့အကျန်းစီတစ်ခုခုနဲ့လာတာပဲဖြစ်ရမယ်။စောစောကငါလက်ချင်တဲ့ဒံရရပြီးလစ်ပြေးတဲ့ကောင်နဲ့ချိန်ဆူထားလို့လာတာဖြစ်လိမ့်မယ်ထင်တယ်။စောစောကလေးချွန်းတန်းလိုလိုကြားရတာလည်းသူတို့ချင်းချင်းချက်ပေးလိုက်တာပဲဖြစ်မယ်။ဘာပဲဖြစ်ဖြစ်ငါတော့မင်းတိတ်တန်းနဲ့မျက်နှာချင်းဆန်းလိုက်ချင်တာပဲ။ဘုံမင်းပြတ်စားမှာစစ်သားကောင်ပိသားသူ ဖြစ်၍လာမိဘေးကိုပြေးတွေ့ရမှဂျင်းနဲ့သူလည်းဖြစ်သည်နှင့်အညီမိမိအကျန်းစီကိုဖွင့်ပြလိုက်သည်။ဒီပေါင်းလေလောမကြီးစမ်းမနဲ့ချီနေဆောင်ကြီးစမ်းမအောင် ီတီပြက်ကွန်ကတတိပရင်ပုံမင်းပြဆာကိုအံပောင်ရိတ်မှထွက်မသွားစေရန်ဆွဲထားလိုက်လေသည်။ငါတော့စောင့်မကြည့်ချင်ဘူး။လူချင်းတွေ့ပြီးပြန်ဖွဲ့မွေးလိုက်ချင်တာပြီးတော့မခံချင်အောင်ရန်စပြီးတခါတည်းကိစ္စတော့စီရင်ပြက်လိုက်ချင်တယ်။ဒီကောင်သေးမအေးမဒီကောင်သိပ်လူလဲလုံနေတာ။သူ့ကိုယ်သူမခုတ်တတ်တဲ့အကြောင်းသူတော်လုံနေပြီးရုံမှာရက်ဆက်တဲ့အချမ်းကိုကျန်းနေတယ်။ဒါလည်းမင်းအတီဆုံးပဲ။မျိုးစားရာတို့လူချင်းလို့ဝီးတော်မျိုးစားကြီးကိုဒီချောင်းကျန်တာလဲသူပဲ။ ညီကိုဝမ်းခွဲမျိုးစားလေးပညာအင်ကိုတမင်းဆက်ကောနဲ့လှုပ်ပေးပြီးပျက်စီးရပျက်စီးကြောင်ကျန်တာလဲသူပဲဒါလောက်ရုံမာတဲ့ကောင်လူပြီးမှကြာကြာထားလို့မဖြစ်ဘူးဘုံမင်းပြဆာကပြန်ပြောလိုက်နေသည်နေစမ်းမအောင်သူဘာလို့မလဲဆိုတာစောင့်ကြည့်စမ်းမအောင်သူနဲ့ချင်းထားတဲ့သူကဘယ်သူလဲဆိုတာသိရင်ပုံမကောင်းပေဘူးလားဟောဟောပြောရင်ဆိုရင်ဒီဘက်လာနေပြီစောင့်ကြည့်စမ်းမအောင်တီတီပြက်ကွန်ကတတိပေးလိုက်ပြန်နေသည်ထို့သောတီတီပြက်ကွန်ကတတိပေးနေစင်မှာပဲ မင်းသိတတ်သည်ဒေဒီပြက်ကွန်နှင့်ပုံမင်းပြက်စတို့ပုံအောင်နေသည်လိုင်ကူရှိရာသို့တရွေ့ရွေ့လာနေသည်ကိုမြင်ရပြီးစောစောကကြာရသည့်လေချွန်တဲ့အတိုင်းဆွဲဆွဲငင်ငင်နှင့်လေချွန်လိုက်သည့်အတန်ကိုလည်းကြာရပေသည် လေချွန်လိုက်ပြီးနောက်မြင်းဆက်ကိုတတ်၍ငိမ့်သက်စွာဖြင့်တစုံတရာကိုနားဆွင့်နေပေသည်ခေတာများငိမ့်သက်နားဆွင့်နေပြီးနောက်နောက်ထပ်တစ်ချိန်ထက်မှန်၍ဆွဲဆွဲငင်ငင် လေချွန်လိုက်ပြန်သည်ပုံမင်းပြက်စမှာကနာမငိမ့်ဖြစ်နေရမှလေချွန်နှံတိတ်သွားသည်နှင့်တပြိုင်တည်းထဲ မိမိအားတည်တည်ပြတ်ကွန်ကဟန်တားခြင်းမပြုနိုင်မီလင်းမြန်သွက်လက်သည့်ခြေလမ်းများဖြင့်လှိုင်ကူဝါမှထွက်လာခဲ့ပြီးလက်ထဲတွင်လည်းဓာတ်ကိုစုပ်ကိုင်းကမင်းသိတဲ့ရှိရာသို့လှမ်းလာခဲ့ပေသည် မင်းသိတဲ့အနည်းတို့ရောက်တော့ကခက်ထံမှာကြောသည့်အမူအရာဖြင့်မင်းသိတဲ့အားစိတ်ဆိတ်ကြီးကြည့်နေပေသည်မင်းသိတဲ့သည်မှောင်ရိပ်မှထွက်လာသောဘုံမင်းပြက်စာအားခိတ္တမြမျက်မှောင်ကြုတ်ကြည့်နေရမှာ၎င်း၏လက်ကိုမျှောက်၍ပြုံးရွှင်သည့်အမူအရာဖြင့်နှုတ်ဆက်လိုက်လေသည် အလို့ အကြည်တော်မင်းနန္ဒာပါလားမင်းသိတတ်ကဝန်သာအာရသည့်အမူအရာဖြင့်နှုတ်ခွန်းဆက်သားလိုက်လေသည်ဘုံမင်းပြဆာမှာမင်းကြီးတတ်တော်ရှိ၏သဘောတူခွင့်ပြုချက်အရရှင်စောဘုပြင်မာကြီးကိုလှုပ်ကြံရန်အင်းဝမှာဆင်လွတ်လိုက်သည့်တစ္ဆဘမင်းနန္ဒာ၏ဝိဇာများကိုဝိစင်ကမင်းနန္ဒာဟန်ဆောင်၍စစ်သားမျိုးစားကြီးတတော်တမိန်တိတ်တာကုံမာမှတဆင့်မင်းသိတတ်နှင့်မင်းရွှေကဲတို့ထံသို့ရောက်ရှိနေခြင်းဖြစ်ပေရာဘုံမင်းပြဆာအားတစ္ဆဘမင်းနန္ဒာဖြစ် နှုတ်ကွန်ဆက်လာခြင်းဖြစ်လေသည်ဒီမာမင်းသိတဲ့မြင့်အချိန်မတော်ဒီနေရာဘာလာလောက်တာလဲဒါကိုကြုတ်သိခြင်းနဲ့ကြုတ်ကိုရော့ဝင်နေစရာမလိုဘူးကြုတ်ပါကောင်လဲဆိုတာသိတယ်မဟုတ်လားဘယ်သူကမှပုံမထားတဲ့မဲ့နန္တာဆိုတာကြားဘူးတယ်မဟုတ်လားအချင်းချင်းသစ္စာဖောက်မယ်တော့မကြမ်းနဲ့အကြောင်းသိသွားမယ်မဲ့နန္တာဟန်ဆောင်လာတော့ဘုံမင်းပြန်စားကတမင်တက်တက်ရန်စားလိုက်သည်အချင်းချင်းတွေ့တဲ့ဥစ္စာရန်စကားပြောနေပါနဲ့အကြီးတော်နဲ့ကြီးတော်ကိစ္စနဲ့ဒီနေရာရောက်နေတာပဲမဟုတ်လား ကျုပ်လက်ကျုပ်ကိစ္စနဲ့လာတာပါမိမာတစ္ဆာလူမာဂရိတဲ့အဲ့ဒီစကားနဲ့ညီတူဘော်တူတစ္ဆာမဖောက်ရင်ပြီးတာပဲမင်းနန္ဒာပေါ်ကျုပ်ဘယ်တော့မှတစ္ဆာမဖောက်ပါဘူးစောစောကလေးချွန်တော်ဘသူကိုအချက်ပေးတာလဲဘုံမင်းပြန်ဆိုင်ကမျက်နှာထားဖြင့်မေးလိုက်လေသည် အချက်ပေးတာမဟုတ်ပါဘူးလာရန်ကြောင့်စိတ်ကြည်လင်းလာလို့လေးချွန်တာပါ စိတ်ကြည်နူးလို့လေးချွန်တာဟုတ်ကုန်မဟုတ်ဘူးအဲကျုပ်ကိုတမင်တက်တက်တပတ်ရိုက်နေတာမဟုတ်လားချင်းချင်းတွေကိုဘာဖြစ်လို့တပတ်ရိုက်ချင်ရလဲ ကျုပ်ဘော်ကြီးတော့ထင်လွဲနေပြီ။အကြီးတော်ကဘာဖြစ်လို့တပတ်ရရမှာလဲ။အချင်းချင်းတွေပဲဥစ္စာ။စကားပြောချိုးတဲ့သူကအတွေ့မနော်ပုတ်တက်တယ်။ဘုံမင်းပြန်စားကရန်မရှိရန်စားထောင်းလိုက်ပြန်သည်။ကြီးတော်လူကက်ခန့်မားနေပြီ။ကျုပ်ကဝင်းဝင်းသမားပါ။ကျုပ်ပန်းပန်းတဲ့စကားကိုဘယ်တော့မှမပြောခဲ့ဘူး။အကျုပ်ပေါ်မှာကြီးတော်ထင်လွဲနေပေမဲ့ကြီးတော်ပေါ်မှာကျုပ်ကဘလို့မှသဘောမထားဘူး။ကျုပ်ကြောင့်ကောင်းကောင်းမသိသေးလို့သာ။အချင်းလွဲနေတာဖြစ်ရမယ်ဆိုကျုပ်ကခွင့်လွတ်ပါတယ်။ ဒီမမင်းသိတဲ့ကျုပ်ကိုဒီနည်းမျိုးနဲ့တပတ်ရိုက်လို့မရဘူးယောက်ျားရင်မကြီးဖြစ်ပါလျက်နဲ့ဘာဖြစ်လို့လင်ကျင်ကောက်ချင်ရတာလဲယောက်ျားပီပီမန်တရားကိုတတ်တည်ရှိရှိရင်ဆိုင်ပြလိုက်စမ်းပါဘုံမင်းပြဆက်ကမင်းသိတဲ့အာမခံမရနိုင်အောင်ရန်ဆလိုက်လေသည် မင်းသိတဲ့မှာအနှဲငယ်မျက်နှာပြတ်သွားတော့လဲချက်ချင်းပင်အိန္ဒိယဆဲလိုက်ပြီးမရည်ကျင့်ရခြင်းရလိုက်လေသည်အတ္တတိမရှိတာတော့အမှန်ပဲဗျာရာကျုပ်ဝင်းခန့်နဲ့ကျုပ်ကရာသမျှနဲ့ရောင်ရဲတင့်တိမ်ပြီး စိတ်အေးချမ်းသာနေခြင်းနဲ့လို့ဗျဘသူကမှလည်းရမ်းမရှာခြင်းမဟုတ်ဗျကျုပ်ကိုရန်ရှာတဲ့သူလည်းကျုပ်ကအရှုံးပေးပြီးအေးအေးဆေးဆေးနေလာခဲ့တဲ့သူပါကဲကဲကဲအချိန်လည်းမရှိတော့ဘူးဗျကြီးတော်တို့လှုပ်ရှားရှိတာလှုပ်ကြပါဗျကျုပ်ကလည်းအိမ်ပြန်ပြီးစိတ်အေးလည်းအေးတမေ့လောက်မေ့လာဦးမယ်မင်းတိတ်တက်ကလေတံပြော့ကလေးပြင်ပြန်ပြောလိုက်ပြီးနောက်တော့အုပ်တွင်မှပြန်သွားပြီယာဘုံမင်းပြတ်စသည်ပါဇက်အဟောင်းသားဖြင့်ကြံရိတ်ခဲ့လေသည်ခွေးတရိတ်ဆန်ကတတိလည်းမရှိဘူး ဘုံမင်းပြဆာမှာမင်းတိတ်တန်းနဲ့တကြီတပွဲအကဲမဆန်းလိုက်ရတဲ့ဖြင့်အခဲမကြေနိုင်အောင်ဖြစ်၍ကြံရည်ခရာမှာတယောက်ထဲရေရွလိုက်လေသည်ဘုံမင်းပြောတာမှန်တယ်မင်းတိတ်တန်းဆိုတဲ့တတဝါကမွေးဟောက်လိုပဲရှောင်းနှခွနဲ့ပရိယံမာရလည်းတိတ်များတယ်သူ့ကိုဒီနီးမျိုးနဲ့ရန်ဆလို့မရဘူးဒါကိုတိလို့စောစောကလေးကဘုံမင်းကိုကျွန်တော်သတိပေးတယ်မဟုတ်လားအခုဆိုရင်သူဘာကိစ္စဒီနီးရလာတယ်ဆိုတာတော့ကျွန်တော်တို့မသိလိုက်ရတော့ဘူးကျွန်တော်ပြောသလိုသာသူ့ရဲ့ သွာလာလှုပ်ရှားမှုကိုလှိုင်ကူကနေပြီးခြောက်မြောင်ကြည့်ရှုနေမယ်ဆိုရင် သူ့ခြေလန်းကိုတည်တင့်တလောက်တော့တည်ရမယ်မဟုတ်လားလူတယောက်ရဲ့အသက်ကိုသွေးအေးနဲ့မတက်ရက်လို့သာနှောက်မို့ရင်ခွေးတရိစံတည်သွားတာကြပြီဒါလောက်မခံချင်အောင် ပြောတာတောင်အရှက်မရှိဘဲနဲ့အရှုံးပေးသွားတယ်အရှုံးဖိတော့မဟုတ်ဘူးဘုံမီဟောနာယူသွားတာဘုံမီခံလိုက်ရပြီမဟုတ်လားမင်းတိတ်တဲ့အကြောင်းကျွန်တော်ကောင်းကောင်းကြီးသိတယ်သူ့ကိုဒီလိုနှီးမျိုးနဲ့ရန်ဆလို့မရဘူးကလိန်ညာတိတ်ကောင်းတဲ့အကောင်ရက်ဆက်ရုံမာတဲ့နေရာလဲဘုံမီစောင့်သားကြည့် မင်းသိတဲ့ကိုကျွန်တော်နီးနဲ့ကျွန်တော်ဆုံးမပြမယ်ဟာမင်းဆုံးမပြတာဘလောက်ကြာအောင်စောင့်ကြည့်ရမှာလဲကွာတိတ်မကြပါဘူးဘုံမင်းကနက်ပြန်နေတယ်လောက်ထိစောင့်မှာနက်ပြန်နေလဲမွန်းတက်ချိန်မှာဘုံမင်းကိုယ်တိုင်မြက်ဝါထင်ထင်မြင်ရပါလိမ့်မယ်ပရိယမာယာများတဲ့သူကိုပရိယမာယာနဲ့ပဲဖျားရောက်ပြီးဆုံးမမှာရတယ်ဒါကရင်မကြည့်ပါဘူးညစ်ချိန်တော့ဘုံမင်းဘာကိစ္စဒီနေရာရောက်နေရလဲတီတီပြက်ကွန်ကပြန်မေးလိုက်လေသည်အမေတတိပေးစရာရှိလို့လာစောင့်တာ ဒီနေ့ညပုံမှုသမိန်ဆက်ကဘောနဲ့သူ့ရဲ့နောက်လိုက်ငယ်သားတွေထထောကြီးကိုယောက်လာကြပြီးမိင့ကိုတီချောင်းကြံကြလိမ့်မယ်။အကျွန်တော်တီချောင်းကြံတာတော့ရိုးနေပါပြီ။တီတီပြိုက်ကွန်ကအေးမဆိုင်သည့်မူရာဖြင့်ပြန်ပြောလိုက်လေသည်။အရိုးနေပြီဆိုရင်မဲ့ပေါ့ပေါ့ဆာဆာနေလို့မဖြစ်ဘူးကတတိဝိရိယနဲ့နေသင့်တယ်။ဘာမဟုတ်တာလေးနဲ့အသေးမခံနိုင်သေးဘူး။မြေမာကြီးရဲ့အသက်အန္တရာယ်ကိုကာကွယ်ဆောင်ရှောက်ဖို့ကမိနဲ့ကမှတာဝန်ရှိတယ်။ဒီကြားနဲ့ဘာမဟုတ်တာလေးနဲ့မင်းတည်သွားရင်မြေမာကြီးအသက်အန္တရာယ်ကိုကာကွယ်ဆောင်ရှောက်နိုင်တော့မှာမဟုတ်ဘူး။ ။တစ်စပေါက်ဒီရဲ့အကျန်စီကအောင်မြင်သွားလိမ့်မယ်။ဒါကတစ်အချက်။နှစ်အချက်ကမင်းကိုလောက်ကျန်နိုင်သွားရင်နှင်းကေတရာကိုတမိန်ဆက်ကောကပိုင်းစည်းလိမ့်မယ်။ဘုံမင်းပြဆာကရှင်းပြလိုက်ရာတီတီပြက်ကောမှာထောင်းခင်းနဲ့ဒေါ်သာထွက်လာပြီးလက်သီးကိုကြစ်ကြစ်ပါအောင်ဆုပ်လိုက်လေသည်။ဒါဟုဘုံမင်းဘလို့လို့တီးခဲ့ပါသလဲ။တမိန်ဆက်ကောနဲ့တွေ့ခဲ့လို့ပါသလား။တီတီပြက်ကွန်ကပြန်မေးလိုက်လေသည်။တမိန်ဆက်ကောနဲ့မတွေ့ခဲ့ဘူး။တမိန်တိတ်တာကုံမှာပြောပြလို့သိရတာ နေကေတရာနဲ့ပတ်သက်ပြီးသမိန်ဒိတာကုံမာနဲ့သမိန်ဆက်ကောတို့စကားအခြေတင်ပြောခဲ့ရသေးတယ်လို့သိရတယ်။မင်းသိတဲ့အတိုင်းပဲနေကေတရာကိုသမိန်ဒိတာကုံမာကမျက်စိကျနေပြီးမေတ္တာပွဲကြပြလင်းကတောင်းဆက်တာခဲ့သေးတယ်မဟုတ်လား။သမိန်ဆက်ကောကလည်းတစ်ချိန်လုံးကနေကေတရာကိုမရမနေပိုးပန်းခဲ့ဘူးတဲ့။ဒါကြောင့်သူတို့နှစ်ယောက်ကအကြံတူရန်သူဆိုသလိုဖြစ်နေတယ်။ဒါကြောင့်လည်းသမိန်ဆက်ကောရဲ့အကြံစီတွေကိုတစ်ခုမကျန်ငါ့ကိုဖွင့်ပြောတာပဲ။သမိန်ဆက်ကောရဲ့အကြံစီကဘာလဲ။ နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်တော်တူတာပါ။